တွေးဟာကိုဘဝကိုပုံဖော်ပေးတယ်အတွေးမာတာနဲ့ကိုစိတ်မှာလေးသွားတော့တာပဲတခါတလေမလို့အပ်တဲ့အတွေးတွေနဲ့ဟိုတွေးတီတွေးတွေးနေတာတွေကြောင့်အဆွေးတွေပဲရောက်နေတာလည်းရှိတတ်တယ်ဘဝမှာအကျိုးမရှိတဲ့အတွေးတွေဟာနောင်တနဲ့တောကကိုပဲဖြစ်စေတတ် အတွေးဆိုတာရှိရမှာမဟုတ်သိရမှာတွေးနေတာကိုတိသွားရင်တွေးစိတ်ကပျောက်သွားတာပါအတိတ်ကို တွေးရင်ဆွေးတတ်တယ်အနာဂတ် အနာဂတ်ကို တွေးရင်ဝေးတတ်တယ် ိဿုပ်ပံတဲ့တဲ့မှာပဲပေါ်တဲ့အတွေ့ကိုတိအောင်ကြိုးစားရမယ်။တိရင်မစွဲဘူး၊မတိလို့စွဲတာ၊စွဲရင်တွဲတာပဲ။ဒါကြောင့်မလိုအပ်တဲ့အတွေ့တွေနဲ့စိတ်ကိုလေးနေစေမယ့်အစားအတွေ့ကိုတိအောင်ကြိုးစားအလွဲအမှားအတွေ့တွေနဲ့အဆွင်မများဖို့အရေးပရိတရားလေးနဲ့ပဲအတွေ့ကိုလျှော့အဆွေးကိုပေါ်ကြတာပေါ့။ဒါကဒီကိုယ်ကိုဆုံးမခြင်းမိုင်းဆက်တင်မှာဘုရင်တို့ညဝေပေးထားတဲ့စာစုလေးပါပဲ။အတွေ့နဲ့ပတ်သက်တာနဲ့ ်အင်္ဂလိပ်စကားမှာလည်း your thoughts is your life ပဲကိုအတွေးဟာကိုဘဝပဲတတဝါတွေပုံဖော်ပေးတာအတွေးတွေပုံဖော်ပေးတာပဲအကောင်းတွေးရင်အကောင်းပုံဖော်ပေးတယ်မကောင်းတဲ့အတွေးရင်မကောင်းတဲ့အတွေးတွေကကိုဘဝမကောင်းတာတွေပဲပုံဖော်ပေးတာအတတဝါတွေအတွက်အတွေးဟာတိတ်အရေးကြီးတယ်မြတ်စွာဘုရားရှင်ကလည်းပဲဒီမဂ်ဂင်ရှိပါတယ်မှာတန်ခါတမ္မာသင်္ကပ္ပ right thought မှန်ကန်တဲ့အတွေးကို ်အဲ့ကဒီမှန်ကန်တဲ့လမ်းစဉ်မက်ကင်ရှစ်ပါးတွေမှာထည့်ထားပြီအဲ့တော့တမ္မသင်္ကပ္ပရဲ့ဆန့်ကျင်ဘက်ကမိစ္ဆာသင်္ကပ္ပအတွေးမှားတာအတွေးမှားသွားတာနဲ့တတ္တဝါတွေမှာအဲ့အတွေးကဒုက္ခပြီးတော့တာပဲဆိုတော့ဘုန်းကြီးတို့တော်ကောင်းများကိုယ့်အသာကိုပြန်စဉ်းစားကြည့်တရကစိတ်ကိုလေးစီတာကတခြားသူကလေးစီတာတခြားအကြောင်းအရာတွေကလေးစီတာကိုယ့်အသာကိုမလို့အပ်တဲ့အတွေးတွေတွေးနေလို့လေးသွားတာအဲ့ရကနိုးတာနဲ့တခါအတွေးမှားရင် ခါခါအဲ့ရအနှုတ်တချို့လူတွေမှာအသိစိတ်ဝင်လာတာနဲ့အတွေးတွေနဲ့မထနိုင်ဘူးပြင်ချာညာကတွေးထားတဲ့အတွေးကအရှိန်မပြေဘယ်နဲ့မိုးလေးနဲ့ဒီအတွေးထက်တွေ့ရောက်လို့ကိစ္စတစ်ခုကအတိတ်ကပြီးခဲ့တာတွေကိုကအဲ့ဒါတွေကိုပြန်ပြန်စဉ်းစားရင်တွေးရင်တွေးနေညာအိတ်ခံဒီအတွေးကိုယူပြီးအဲ့ရလဲဝင်သွားတယ်အဲ့အတွေးနဲ့အဲ့မပြောတွေးပြီးတော့အိတ်ပျော်သွားလဲအိတ်ပျော်မှာပျော်တယ်နှစ်နှစ်ချက်ချက်အိတ်မပျော်တဲ့အတွေးကြောင့်အတွေးတွေနဲ့အဲ့ရတဲ့ယူပြီးအိတ်ပျော်သွားတဲ့လူဟာ ခုမှအတွေးတွေကတိပြောကနေမှစိတ်အစဉ်အတွေးစိတ်ပဲရှိနေတဲ့အတွက်ကြောင့်အိကပြောတစ်ချက်မပြောတစ်ချက်ဖြစ်တယ်။ပြီးလို့ရှိရင်အိမ်မက်မက်တယ်ဆိုတာအဲ့ဒါကြောင့်မက်တာ။အိမ်မက်မက်တယ်ဆိုတာအဲ့ဒီအမေရိကန်ဖြစ်နေတဲ့အတွေးတွေကြောင့်မက်တာ။ဒါကြောင့်အိမ်မက်ဟာအိမ်မပြောတပြောမှပဲမက်တယ်။အိမ်မက်များတဲ့သူကအဲ့ရနိုးရင်အေးမောပါအတွေးတွေကအိမ်မက်တွေကိုပုံပေါ်ပေးတယ်အဲ့အတွေးတွေကမပြီးတော့ဘူးနောက်နေ့မနေ့လည်းပဲတခါတခါအဲ့ဒီမနေ့ကညအတွေးရဲ့အတွေးမနေ့ကပြန်တွေးတယ် အဲ့အတွေးကလူကိုလေးလံစေပြီးတော့လူစိတ်ကိုလေးသွားတာအတွေးကလေးသွားတာတွေးမတာနဲ့လေးသွားတော့အဲကြောင့်လို့အတွေးဆိုတာဘယ်တော့မှခေါင်းထဲမှာကြက်ကြထားလို့မရကောင်းတဲ့အတွေးဆိုရင်တော့တွေးလီဝမ်းသာတယ်မကောင်းတဲ့အတွေးကတွေးလီလေးလူကိုပင်ပန်းစေတယ်ပါခဲ့လေးစွာဆိုတဲ့အတွေးရ။များသောပဲအတွေးဆိုတာကဟိုအတိတ်ကအကြောင်းအရာတွေပြန်ပြီးတော့ဆွေးနေတာပဲများတယ်။ အနာကတွေးတာကတော့ဒါအနာကမလာသေးတာကိုတွေးပြီးတော့ပုံပေါ်တဲ့လူတွေရှိတယ်။ဒါပေမဲ့အနာကမှာကျတော့အနာကအတွေးဒီကောင်းတာပဲတွေးတာများတယ်။နာကကိုဘယ်လိုပုံပေါ်မယ်ဘယ်လိုလုပ်မယ်သူစိတ်ကူးနေသူဟုတ်နေတာ။အတိတ်အတွေးကျတော့သူကကောင်းတဲ့အတွေးတွေမလာဘူး။များသောအားဖြင့်မကောင်းတာတွေပဲလာတယ်။အတွေးတွေကိုတွေးတွေးပြီးတော့အတွေးတွေနဲ့ထန်းတိုင်းနဲ့သူကလေးသွား။သူရဲ့သဘောကပစ္စည်းဝိတ္ထုကိုထန်းထားရင်တဲ့ရုပ်ခန္ဓာကိုလေးတယ်။အတွေးကိုထန်းထားရင်စိတ်လေးတယ်။ ။အဲအတွေးဆိုတာကထမ်းထားရတာအတွေးဆိုတာလွတ်ချလိုက်ရတာအတွေးဆိုတာထုတ်ပလိုက်ရတာ။အတွေးကိုမထုတ်လို့အတွေးကိုထမ်းထားရင်အဲအတွေးနဲ့တစ်လျှောက်လုံးလေးနေစရောလား။မင်းတို့ကိုရီးယားမှာနေတော့မာယာနဗုဒ္ဓဘာသာမှာလာတဲ့စတိုရီလေးတစ်ခုစင်ဘူဒီဇင်ကလာတယ်။ဝိတုလေးပုံမြင်လေးတစ်ခု။အဲဒီပုံမြင်ထဲမှာကိုရီးယားဆရာတော်နှစ်ပါးကိုရီးယားဆရာတော်ဆိုပြမာယာနဘုန်းကြီးနှစ်ပါး။မာယာနဘုန်းကြီးနှစ်ပါးတနေ့တော့ခရီးအတူထွက်ကြတယ်။ အတူထွဲအတူထွဲနဲ့တောတစ်ခုကိုဖြတ်တဲ့အခါမှာရည်စည်းတန်တဲ့ချောင်းတစ်ချောင်းကိုရှိအဲ့ချောင်းတစ်ချောင်းကိုဖြတ်ခံနေမှာအဲ့ချောင်းပေးနာမှာအမျိုးသမီးဓမ္မတယောက်ကရည်စည်းတန်တော့မကူးနိုင်ပဲနဲ့ဖြစ်နေခုဖို့ခက်ခဲဖြစ်နေတော့လူတွေအကူကြီးတောင်းပါတယ်ဘူးမှမလာဘူးတော်တယ်အဲ့ဒါရဟန်းနှစ်ပါးဖြတ်လာတာတွေ့တော့ဘုန်းကြီးနှစ်ပါးတွေ့တော့မတတ်နိုင်တော့ဆရာတော်တွေပဲအကူကြီးတောင်းအောင်ပါပဲဓမ္မကဘုံမရတပြီးတော့ခုဖို့ခက်ခဲဖြစ်နေအကူကြီးပြေးပါဗျာဆိုဒီဓမ္မဘုန်းကြီးနေရဘလို့မှကူးပေးလို့အဆင်မပြေဘူးဝင်းကြီးကြောင်းရတယ် အဲ့ဒါနှစ်ပါးတဲ့အဟုတ်ကြီးဒီချင်းနောက်တော့တစ်ပါးကဒီဘက်ကတစ်ပါးကဲမထူသူကက်ကဲဖြစ်နေတာပဲငါအာဘသင်ခံပြီးတော့ဓကမောက်ကိုပေးလိုက်မယ်ဆိုပြီးတော့အဲ့ဒီဘုံကြီးကဓကမောက်ကိုကြောပို့ပြီးတော့ဟောဘကန်ကိုကိုပေးတာချောင်းဟောဘကန်မှာရောက်တော့ဓကမထားခဲ့ပြီးကိုလန်ကိုဆက်ဆိုအဲ့ဒါဘေးရပါလာတဲ့ရန်တစ်ပါးကကိုတော်ကဒီဘက်ကဘုံကြီးအပြစ်ပြောတာတခြားလုံးပြောတာရှင်မယားဘာဖြစ်လို့ရန်လောက်ပြီးတော့ဒီလိုလောက်ရတာလဲအာဘသင်တာမသိဘူးလားပေါက်ပေါက်ခေါက်တာတလန်းဒီဘက်ကရန်သူ့ပြင်းတဲ့သူကမပြောတော့ အားမပြောဘူးဘုရားကဘုံညာတခြားလုံးပြောတာအပြစ်တည်းနောက်တလားတစ်ပတ်လောက်တခါနေထပ်တွေ့တော့လေအဲ့ဒီဘက်ကကိုတော့ပြောတာအရှင်မယားအဲ့တုန်းကကျွန်မမကောင်းဓမ္မကိုကြောပို့ပြီးဟောကူပေးတာအပြစ်တင်နေဆိုပြောပြန်ရောနောက်တခါတလားလောက်နေတခါထပ်တွေ့လေအရှင်မယားတော့တပည့်တော်မပြောကျင်လို့အဲ့တုန်းကဓမ္မကိုရှင်မထမ်းပြီးတော့ဟောကန်းပို့တာမကောင်းဘူးဗျာအဲ့6လောက်နေတခါထပ်တွေ့လေဒီဘက်ကကိုတော့ကြီးကပြောပြန်အရှင်မယားတော့တပည့်တော်မပြောကျင်ဘူး နောက်တနှစ်လောက်နေတကာထပ်တွေ့တော့အရှင်မြတ်တပည့်တော်မပြောချင်လို့ပြရသူတနှစ်ကျော်ပြောတော့မှာဒါအရှင်မြတ်ဟောဘက်တကမဟိုကြောပို့ပြီးဟောဘက်ကိုပို့ပြီးတာမကောင်းဘူးဘုရားတနှစ်ကျော်ကြာပြောလာအဲ့ဒါနဲ့ဘာမှမပြောခဲ့တဲ့ဒီဘက်ကရန်ကတနှစ်ကျော်ကြာတဲ့အထိပြောနေတယ်ဟောဘက်ကဘုံကြီးနောက်တော့ပြောပြအရှင်မြတ်တကယ်တမ်းကျရင်တပည့်တော်ကအဲ့တော့ကတော့တက္ကမကိုကြောပို့ပြီးတော့ဟောဘကံကိုကုပေးရတော့မှန်တယ်ဗျာ။ဒါပေမဲ့တပည့်တော်ဟောဘကံမှာပဲထားခဲ့ပြီဗျာ။ တကယ်တမ်းထမ်းထားတာကအရှင်ဘုရားကုဋ္ဌထမ်းထားတော့ဘုရားဘောသိကောင်းလားတပည့်တော်ဟိုဘက်ကမ်းမှာပဲထားခဲ့ပြီဗျာဒီတက္ကမကိစ္စကောင်းနေမရှိတော့ဘူးတကယ်တမ်းကုဋ္ဌပိုးထားတာထမ်းထားတာအရှင်ဘုရားကုဋ္ဌထမ်းထားတာဗျာတနည်းချင်းကြပြီရှင်ဘုရားအပြစ်တွေပိုဖြစ်နေတယ်လို့ပဲတပည့်တော်ပေါ်အဲ့တော့မှတော့ပေါ်ဟုတ်တာပဲငါကအတွေ့အကြုံနဲ့တနည်းကြော်ကြရင်မမေ့နိုင်တာပေါ်တို့ဘောကမှအဲ့ဒါတွေအတွေ့အယူစာအများကြီး တခါတခါနှစ်နှစ်ကြော်တဲ့အထိမမေ့တာလည်းရှိတယ်သုံးနှစ်ကြော်တဲ့အထိမမေ့တာလည်းရှိတယ်မကောင်းတာလေအခဲမကြည့်ဘူးအမေတချို့စင်အိုက်တာချို့ရုပ်ရှင်စကားအကြည့်ပိုဆိုးသေးတယ်တသက်လုံးမကြည့်ဘူးဆိုတာလေအတိတ်ကလည်းတသက်လုံးမကြည့်ဘူးဆိုတာရေလောက်တာဆိုတသက်လုံးမကြည့်တော့ကဒါကြီးကဟိုကိုယ့်အတွက်အကျိုးဖြစ်မှလားမဖြစ်ဘူးကြောင့်အတိတ်ကကြံနေတဲ့အတွေးတွေမှာကိုယ့်အတွက်အကျိုးမပြုတ်တဲ့ဟာတွေကိုယ့်အတွက်အဆိုးတွေပဲဖြစ်စေတဲ့အရာတွေဆို မတွေးပါနဲ့မိပိုက်ပါအတွေးဆိုတာလူလေးစီတာဖြစ်တဲ့အတွက်ကြောင့်အတွေးကိုကြာကြာထားရင်စိတ်ကိုလေးလံသွားစေတာမြတ်စွာဘုရားယောက်တော့အတွေးဆိုတာကကိုယ်ခေါင်းထဲမှာရှိထားမယ့်အရာအတွေးဆိုသိရတခါကတရားအထုတ်တဲ့ယောဂီတွေမှာအများနဲ့ပြောရတယ်တရားအထုတ်ရင်လည်းတမာတိမတည်တဲ့ဟာတွေးတယ်နဲ့ရှောင်းတွေးနေရပါ냐 တဏှာကြီးအားထုတ်တယ်အတွေးတွေနောက်ကိုလိုက်တော့လူကအတွေးကိုမသိတော့အတွေးကရှောက်ပြီးစိတ်ကူးတွေချင်းဟိုကြွတီကြွကြွဟိုနိုင်ငံရောက်ဒီနိုင်ငံရောက်တခါတတိပြန်လဲလာတဲ့အခါကျတာကြီးကြည့်လိုက်တော့တဏှာကြီးထုတ်ပါနေအာငါအတွေးတွေနဲ့တွေးနေပါလားအဲ့ကြမ်းမှသိတာအတွေးဆိုတာကမသိရင်သူကဆက်တွေးနေတာတိလိုက်တာနဲ့တွေးတဲ့စိတ်ကပျောက်ပြီးတော့တိတဲ့စိတ်ကလေးကရောက်လာအဲ့အတွေးဆိုရင်သိအောင်မရသိရင်အတွေးကမရှိတော့မသိလို့ခေါင်းထဲထည့်တာအဲ့အတွေးတွေနဲ့လူကိုလေးစီ တရားအားထုတ်တဲ့ယောဂီတွေမှာသိအရေးကြီးတယ်။ဘုရင်ကိုရီးယားမှာနေတော့ကိုရီးယားယောဂီတွေတရားပြဝိပဿနာတရားပြတရားပြတော့ဒီနေ့တော့ကိုရီးယားခွင့်ကြီးတစ်ပါးရောက်ခွင့်ကြီးတစ်ပါးရောက်လာရင် तू ကဝိပဿနာတရားအားထုတ်ခြင်းပါတယ်တဲ့။ဒီနှောင်းကတို့ကိုရီးယားအားထုတ်နေခန်းဟွာဆောင်ဆိုတဲ့တရားအားထုတ်နေရှိခန်းဟွာဆောင်ဆိုတဲ့အတွေးတွေကိုမှတ်ခိုင်း။ तू အတွေးကိုတိတ်တန့်လုပ်ပြီးတွေးပြီးတော့အဲ့အတွေးကိုလိုက်မှတ်အတွေးကိုအတွေးနဲ့လိုက်မှတ်ခိုင်း။ ဘယ်တရားကြာအင်းနှစ်ပေါင်းလင်းကဆယ်နှစ်လောက်အားထုတ်တာဘာတရားမှမရဘူးနောက်တော့ယင်မြအကြောင်းရောက်လာပြီးတော့ဝိပဿနာတရားအားထုတ်ရှင်ပါတယ်ဘုရားအဲ့ဒါဘုန်းကြီးကဝိပဿနာတရားအားထုတ်နေသင်ပေးလိုက်တယ်အတကယ်ဟဲ့ဟမ်နေကာကိုရီးယားလိုဝိပဿနာတရားဘလို့အားထုတ်ရမလဲဘုရားသောဝိပဿနာဤတော်နှုန်းကိုရှိမုံခွာမအောင်မဲသောဤတော်နာနှုန်းရောရောကကြီးလိုပြင်းနှံကြဲတော်အရဟံနှုန်းကိုရှိတာဘုရားပြောပြတယ် วิปัสสนาဆိုတာလို့စိတ်မှာပဲဖြစ်ယုံမှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေဖြစ်စေဖြစ်ခိုင်ပေါ်သေးပေါ်ခိုင်မှာရှိအတိုင်းလိုက်ပြီးတော့တိမှတ်ပေးရတဲ့သဘောวิปัสสนาလို့ခေါ်တာမုံကွာမအောင်မဲဆိုဣရောနာနောယောရောကာရှိရောအင်နံခတဲ့ရောအရှိကိုအရှိအတိုင်းပါဇာနာတိတိရတာယထာဘူတံပါဇာနာတိမာတရိပဌာနာတို့မှာအိစကလုံးအချုပ်ယထာဘူတံအရှိကိုအရှိအတိုင်း ပါဇာနာတိတတိလေးကပ်ပြီးတော့သိရတာဝိပဿနာဆိုတာစိတ်မှာပဲဖြစ်ဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သမျှပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ခိုင်ပေါ်သေးပေါ်ခိုင်မှာအရှိတန်လိုက်ပြီးတော့သိမှတ်ပြီးတော့ဝိပဿနာဆိုရင်ဘုညာကိုရီးယားဘုညိုဝိပဿနာကျင့်စဉ်ပေးပြီးတော့အာထုတ်ခိုင်းအာထုတ်ခိုင်းတော့အဲ့ဒီဘုညာအကျိုးစားအာထုတ်တယ်တရားစစ်တဲ့အခါကျသူ့မေးကြည့်တယ်ဆွေးဟတဲ့အော်တေယောဝိပဿနာဆွေးဝိပဿနာတရားအာထုတ်တာဘယ်လိုသဘောရလဲ ခြင်းကကီမာနီနာယောစနေမယ်အတွေ့တွေအများကြီးဝင်နေပြရတယ်ဘယ်ကရစမနီကဟိုရပြန်မယ်ဘာလို့လဲအတွေ့တွေဝင်တာလဲကျွန်တော်ရင်နာတဲ့ခန်းသွားဆောင်တော့မာနီဟဲပါဆောယူနေပြီးတော့အရင်တော့အတွေ့တွေကိုမှတ်ရတဲ့ခန်းသွားဆောင်ဆိုတဲ့တရားအထုတ်မျိုးကိုအများကြီးမှတ်ခဲ့တာဗျာတဲ့အဲ့ဒါကြောင့်အတွေ့တွေကပေါ်နေတာဆိုတပြီးတော့အတွေ့ကိုဘယ်လိုလုပ်ရမလဲအားပြောပြပြရဘုန်းကြီးကပြောပြတယ်တရားအထုတ်တဲ့ယောဂီတွေအတွေ့အတွေ့ဆိုတာအန်တရယ်ပဲ ်စွင်ကြတဲ့ဟန်နဲ့စင်ကြကြတာနုကိုရှင်မွန်ချက်ကဣသာဝိပဿနာတရားအားထုတ်တဲ့လူတွေမှာအတွေးဆိုတာအန္တရာယ်ပဲလို့အတွေးဆိုတာရှိရမှာမဟုတ်ဘူးအတွေးဆိုတာသိရမှာစင်ကြကြတာနုကိုရှိဣသောယဟန်နုကိုရှိအာမိတာအရဟန်နုကိုရှိတာသူပြောပြအတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာသူတို့အတွေးတွေချုပ်ပြီးတော့အားထုတ်တာအားနဲ့ဘုန်းကြီးကပြောပြတယ်အတွေးဆိုတာချုပ်ရမှာမဟုတ်အတွေးဆိုတာထုတ်ပလိုက်ရမှာ 생각이라는것이지켜하는것이아니다.벗어나야하는것이다.고리하루.벗어나.아,톱에.누명으로.아두이스라지켜야하는것이아니다.촉타야마먹고벗어나야하는것이다.촉냐블라야마.톱블라야마.두벽다.에렘비안아두대카이.두아두이리오배블라이더마.두대야리야.아두로야. ပြောချင်တာကအတွေးကမသိလို့ရှိရင်ဆက်တွေးနေတဲ့အတွေ့အကြုံတရားလည်းရှိမရောက်ဘူးတွေးနေတာကိုသိရင်တွေးတဲ့စိတ်ကပျောက်သွားတယ်သိတဲ့စိတ်ကလေးကရောက်သွားတယ်ဆိုလူတွေမှာအဲ့ဒီအတွေးတွေကြောင့်ဒုက္ခရောက်နေတာဖြစ်တဲ့တူမလို့အပ်တဲ့အတွေ့အကြုံနဲ့ထည့်ထားလို့ညမြတ်စွာဘုရားလက်ထက်ကမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိဘူးပဲမေဂိယဆိုတဲ့ယဟန်ကမြတ်စွာဘုရားရှင်ရဲ့အလုပ်အကျွေးပဲ မြတ်စွာဘုရားက190နောက်ပိုင်းကျမှအရှင်အာနန္ဒမထေရတပါးတည်းပဲပြိဋိဘံဆန်တော်မူတဲ့အထိအလုချွေတည်တံ့ဖြစ်သွားတာအဲ့ဒီ190မတိုင်ခင်ကကိုယဟန်ကလုချွေတွေ့တဲ့ယဟန်ကလုချွေတော့တာပဲအလုချွေတည်တံ့မရှိဘူးသူသူနခတ္တယဟန်ဆိုမိတော်ရှုတဲ့ဖခင်ကြောင့်အဲ့ဒီမှာတပါးပါဝင်ဖြစ်နေမေဂိယမထေရလည်းအလုချွေတပါးမြတ်စွာဘုရားနဲ့တဏိမြတ်စွာဘုရားနဲ့မေဂိယတဏိယကြောတော့တောက်တစ်ခုကိုဆုံးလန်သွားရင်လည်းမေဂိယမထေရတွေ့တော့ဟာသိတ်တရားလား ပြပင်းနေတောတောင်နေလည်းပြည်တယ်ဆန်းကျောင်းနေလည်းပြည်တယ်အဲ့ဒါမြတ်စွာဘုရားရှင်လျှောက်တယ်တပည့်တော်ရှင်ဘုရားထားခဲ့ပြီးဒီရောတရားသွားအထုတ်ကျင်တော့တယ်ဘုရားအဲ့တိုးထဲမှာခွင့်ပြုပါဘုရားမြတ်စွာဘုရားကကြီးလိုက်တယ်အချိန်မကျသေးတော့မသွားနဲ့အောင်မိခင်ကရှင်မိခင်ကမသွားနဲ့အောင်အချိန်မကျသေးဘူးအာတပည့်တော်သွားမယ်ဘုရားသွားကျင်တယ်ဘုရားတစ်ခါတားမရနှစ်ခါတားလည်းမရသုံးခါကျတော့ဘုရားကမပြောတော့သွားအဲ့တော့မိကြီးကမတည်ဖျားထားပြီးတော့တော့ဦးတယ်ဆိုရင်တရားအားထုတ်တာတရားအားထုတ်တော့ သူ့မှာကပါရမီဉာဏ်မရင်ကြံတဲ့ပြင်သမာဓိအားနေတဲ့အခါအဲ့တော့ဦးထဲမှာဝယ်တရားအားထုတ်ရင်အတွေးတွေလျှောက်တွေ့ဟာตายရလိုက်တာကာမဂုဏ်တွေးတွေတွေ့တာအဲ့ဒီသင်္ကပ္ပဝိတ္တဆိုတာအတွေးတွေမှာလေအဲ့ကာမေဒီကာမဂုဏ်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္တဝိတ္တအတွေးသုံးမျိုးတတဝါရဒုက္ခပဲကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေး ရာဘာဒဆိုဖြစ်စည်းအကြောင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံဝိညာဉ်သားညင်းစဲတက်ပြတ်တဲ့အကြောင်းနဲ့ပတ်သက်တဲ့အတွေ့အဲ့ဒီအတွေ့အုံမျိုးကမိစ္ဆာသင်္ကပ္ပဲတဲ့အတွေ့အမှားတွေလို့ခေါ်ရတယ်။သူကအဲ့ဒါတာယာဘွယ်ကာပကုံလေးတွေရှောက်တွေ့ပြီးတော့အဲ့ဒါကာမကုံအာယုံလေးနဲ့ပြီးတော့တရားမှတ်လို့မရဘူး။ကာမဝိတ္တေကြံလိုက်ဗျာပါဒဝိတ္တေကြံလိုက်ဝိသဝိတ္တေကြံလိုက်ဘလို့မှအဲ့ဒါတရားအားထုတ်လို့မရတဲ့အခါကျတော့နောက်ဆုံးမတတ်နိုင်တော့ဘုရားရှိခိုးပြန်ကြွ ရှင်မယားတပိတော့တရားအားထုတ်လို့မရဘူးဗျာ။ဘာတွေဖြစ်တာလဲအတွေးတွေဝင်တာပါဗျာ။ငါပြောတာပဲအချိန်မှမတန်သေးတာ။အတွေးတွေဆိုတာကအဲ့ဒါအနည်းပဲတရားအားထုတ်တဲ့ပုံပဲ။ဒါကြောင့်မြတ်စွာဘုရားရှင်မယားဒါဆိုတပိတော့အတွေးဖြောက်နေလေးပါလိရှင်ပေးပါအောင်ဗျာ။အတွေးဖြောင်းနေတဲ့အတွေးရောအောင်တော့လွတ်လွတ်ရတဲ့နည်းရှိတယ်ဆိုဘုရားကအေးနီးပေးတဲ့အတွေးရောလို့တဲ့အတွေးသိမြားတဲ့ပုံကိုယ်ရရတဲ့တရားအထွေအတွေးရှိတဲ့ပုံကလျာဏမေတ္တာမိကောင်းစေပါရှိရတယ် ောဂီတွေမှာတရားအထုတ်ရင်မိတ်ဆွေပေါင်းတဲ့ကောင်ရှိမှသူကတရားအထုတ်တဲ့အခါမှာအတွေးတွေပေါ်လာရင်သူတို့နဲ့တိုင်ပင်ပြီးတော့အတွေးကိုဖျောက်လာမဟုတ်လို့ရှိရင်အဲ့ဒါစကားများတဲ့လူနဲ့သွားတွေ့ရင်အတွေးတွေစကားများရင်းနဲ့အဲ့အတွေးတွေထပ်ပေါ့မိတ်ကောင်းစေကောင်အပေါင်းအသင်းကောင်းရှိရင်လည်းအတွေးကိုလျှော့ချနိုင်ပါတယ်နံပါတ်1ကသီလကောင်းကောင်းလုံထားတဲ့ပုဂ္ဂိုလ်ဟာလည်းအတွေးကိုလျှော့ချနိုင်ပါသီလကသူကခាយကံနဲ့ဝစီကံအဓိကထိမ့်ပြီးဒါပေမဲ့မနောကံမှာသွားထိမ့်ပြီးတယ်ဆိုတော့ တော့တိလလုံတဲ့ပုဂ္ဂိုလ်ကအတွေးကိုရှင်းချနိုင်ပါတယ်။နံပါတ်3ကဝစီကံကိုထင်းရင်လည်းပဲအတွေးကိုရှင်းချစေတယ်။ဝစီကံနေရထင်းရစကားများတဲ့သူကအတွေးများများပေါ့။ကြောင့်ယောဂီတွေကိုဣတာတွေမှာစကားမများခိုင်းစကားမပြောရဘူးလို့ပြောတာ။စကားပြောရင်သူကအဲ့ပြောထားတဲ့စကားတွေစားထိုင်ပြီဆိုတော့ ਨੇ ပြောတဲ့စကားတွေပဲအကုန်ပြန်ဝင်တာ။ကျိုးစရာတွေဆားတော့မပတ်ခိုင်းဘူး။ဟိုတချို့ယောဂီတွေကအော်အလကားမဖြစ်အောင်တရားနာတဲ့ချိန်စတာတွေပတ်တာ။ စာအုပ်တွေဖတ်တယ်။အကုန်မျိုးမျိုးလို့စာအုပ်တွေဖတ်တဲ့အခါအဲ့တရားအထောက်ခံနေကြတော့အဲ့ဒါတရားလဲထိုင်လဲထိုင်အောင်သူဖတ်တဲ့စာအုပ်တွေအကုန်ပေါ်တယ်သူဖတ်တဲ့စာအုပ်တွေအကုန်အဲ့ဒါဘုန်းကြီးကိုရီးယားမှာနေတော့အဲ့လိုပဲဗမာကလေးတယောက်ပါသူမဟုတ်ဆရာတော်ဘုရားကြီးရဲ့တရားတွေနားပြီးတော့တကယ်ပဲတရားတွေအားကြပြီးတရားအမှတ်အဲ့တော့ဆရာတော်တရားအမှတ်တော့ခင်ဆရာတော်ကြီးရဲ့ဉာဏ်စီစာအုပ်တွေဖတ်တယ်တရားစာအုပ်ဖတ်ပြီးတော့ဘုန်းကြီးနဲ့တွေ့တဲ့အခါငါညီတရားအချင်းတွေလျှောက်ပါသူ ရှင်ပြားတပည့်တော်ထိုင်တော်မထိုင်ရသေးဘူးဗျာတဲ့ထိုင်ကားစားပဲရှိရတပည့်တော်ရဲ့တရားအစဉ်ကတစင်ချင်းတစင်ချင်းညာတက်ထက်ကုန်တာဗျာဟာမင်းထိုင်တော်တော့ကြာပြီတဲ့သိမကြသေးဘူးဗျာသိမကြသေးပဲဘာလို့လောက်တက်ရလာတော့မင်းဘာလောက်လဲတရားထိုင်ကန်ဒီမတပည့်တော်စာအုပ်စာအုပ်တွေဖတ်တယ်ဗျာတဲ့အရင်မျိုးဘိုးဘဆရာတော်ဗျာရဲ့စာအုပ်တွေကအေးမင်းအဲ့ဒါစာအုပ်တွေတက်လိုက်ပြီးစိတ်ကူးရတာလို့တကယ်တွေ့တာပေါ့သူကတရားအမှတ်ထုတ်ရင်စာအုပ်တွေပါတာတော့တရားလဲထိုင်ရောအဲ့စာအုပ်တွေကအတိုင်းသူ့အနုပုံပေါ်တာအတွင်းနဲ့ အဲ့ဒီနဲ့ပုံပေါ်ရင်အဲ့စာအုပ်တွေစဉ်းစားပြီးတော့သူကဘယ်ညာနေဘယ်ညာနေဘယ်ညာနေသူကတော့အစ်စ်နေချက် create လုပ်လိုက်တာအစ်စ်နေတက်လိုက်တဲ့အခါကျအဲ့ဒီစာအုပ်ကြီးကသူ့ခေါင်းထဲပေါ်တော့တရားထဲမှာတရားမတက်ဘဲနဲ့စာအုပ်အတွေးတွေဝင်သွားတော့တရားတက်တယ်လို့လို့ပါလို့ဖြစ်တာဟုတ်လားအဲ့ဒါတရားတက်တာမဟုတ်မင်းစာအုပ်တွေတွေးနေတာညောင်လို့စကားများရင်လည်းပဲအတွေးတွေအများကြီးပေါ်တဲ့အတွက်ကြောင့်ဝစီကံကိုထင်ညာတယ်တရားအတွေးမဝင်ဘူး နောက်ဆုံးအတွေးမဝင်တဲ့အနည်းတစ်နည်းอ่ะအဲ့ဒါနောက်ဆုံးအချက်ကဘာလို့ ਆ လဲဆိုတော့ဒီအတွေးတွေများများပေါ်တဲ့သူဟာတဲ့အာရတဝိရိယတဲ့ပြင်းပြင်းထန်ထန်ကြိုးစားအထုံမှုနဲ့ပြန်တိုက်ဖျက်ရတယ်။လုံလအားဆက်ရတယ်။တရားအထုတ်တဲ့ဘုရားအဲ့ဒီအတွေးတွေကိုများများဖျောက်နိုင်မှုဆိုရင်သူကတမာတိမတည်သေးတဲ့အတွက်ကြောင့်အတွေးများများဝင်တာ။တမာတိတည် concentration မရှိတဲ့အတွက်ကြောင့် thinking ဆိုတဲ့အတွေးတွေဝင်တဲ့အခါကျအဲ့အတွေးတွေရောသွားအောင်ဆိုရင် 調査အားထုတ်ဖို့ဝိရိယကအားဆိုင်ပေးရတယ်။ညဘုန်းကြီးတို့စာပေမှာကတော့အဲ့ဘိုး၅ပါးထဲမှာအတွဲတွဲကတမာတိနဲ့ဝိရိယအတွဲတွဲကညီရတယ်။သမာဓိအားကောင်းပြီးတော့ဝိရိယနည်းရင်လည်းတရားရှိမတဲ့ဘူးသူကသမာဓိအားကောင်းတော့ဝိရိဘောဟာတွေသမာဓိနမိတ်လေးတွေထင်တော့အဲ့ဒါလေးတွေမှာပဲตายရပြီးတော့တရားအားထုတ်တဲ့ပုံကအဲ့သမာဓိလေးတွေနဲ့ရှိုံမတက်တော့သမာဓိအားကောင်းပြီးတော့ဝိရိယအားနည်းနေရင်လည်းတရားရှိမရဘူးဝိရိယအားကောင်းပြီးတော့ မာရီနဲနေရင်လည်းစိတ်တွေကပြန့်လွင်နေပြီးတော့တရားကမတက်ဘူး။ဒါကြောင့်မလို့စအားထုတ်ကားသမှာတမာရီနဲနေနေတဲ့ပုဂ္ဂိုလ်ကြတော့ဝိရိယကိုဆက်ပြီးတော့ကြိုးစားပေးရတယ်။သူများများအားထုတ်ပေးလိုက်မှအတွေးတွေကလျှော့သွား။ကြိုးစားအားထုတ်ပါမယ်။အဝိရိယကအတွေးကိုရှော့ချစေတာဖြစ်တဲ့အတွက်ကြောင့်မေကြီးကမထေဘူးလဲဆိုတော့ဘုရားကတိတရားလေးအတွေးရှော့ချနေတယ်ပြေးလိုက်တော့အဲဒီကြည်စင်တဲ့သူပြန်ပြီးတော့အာထုတ်တော့တရားလေးတွေပြန်တက်လာတယ် ပြောကျင်တာကလူတွေမှာအဲ့ဒီအတွေးတွေကတရားအထုံနေပဲအရန်ပေါ်တဲ့အတွက်ကြောင့်တာမန်ပုတ္တဇဉ်ဘဝတွေမှာအတွေးတွေကြောင့်သတ္တဝါတွေဒုက္ခပေးတာဖြစ်တဲ့အတွက်ကြောင့်အတွေးရှိလာလို့ရှိရင်အတွေးကရှိထားရမှာပေါ့အတွေးကသိရမှာနော်ကိုယ်အတွေးကကိုယ့်ဘဝကိုကိုယ်ပေးတာဖြစ်တဲ့ကြောင့်ဘဝမှာနေရတဲ့အခိုက်အတန့်မှာအတွေးတွေမလိုအပ်တဲ့အတွေးတွေနဲ့ခေါင်းနေလေးမလေးစီပါအတွေးမာတာနဲ့တတ္တဝါတွေစိတ်တွေလေးသွားပြီးတော့အဲ့ဒီလေးတွေနဲ့စိတ်နဲ့ပဲအတွေးတွေကနေပြီးတော့ သူကိုကောင်းတဲ့အချိုးတွေမပေးတော့များသောအားဖြင့်တွေးတယ်ဆိုတာကလည်းကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံများမကောင်းတဲ့အတွေ့အများဆိုအာယုန်တွေကိုလိုက်ခံစားပြီးတော့အဲ့ဒီအာယုန်တွေမှာစိတ်အတွေ့တွေဝင်ပြီးတော့တွေ့တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းလိုက်တွေ့တာတချို့အတွေ့တွေလွန်နေတော့တခါကအလုံးထဲမှာလည်းအာယုန်မဆိုင်နေသူအတွေ့နေသူသူအတွေ့နေသူဟိုဘယ်ရောက်ဒီရောက်ရှောက်တွေ့နေလားအလုံးကအာယုန်မဆူဆန်းနေစာချက်တဲ့ပုံကိုယ်တွေကလည်းပဲစာတွေနဲ့ ကိုစားချက်တဲ့အချိန်မှာစာဝရဲစိတ်မရောက်ပဲအတွေးတွေနဲ့ဟိုရောက်ပြီးအတိရှောင်းအဲ့ဒါတစ်ခါကကြောက်ခွင်းတို့ကိုကိုကနဲ့ကိုချိန်တို့ကြည့်တယ်ငငယ်တုန်းကဘဝနဲ့အသက်ကြီးလာတဲ့ဘဝတူဦးမတူတော့ငယ်တုန်းကကလေးလေးဘဝကဘာမှအတွေးမရှိဘူးပေါ့လေအပြည့်ကင်းနေဆိုရင်အဲ့ဒါသူတို့ကဘာအတွေးမှအများကြီးရှိဘူးစာချက်ဆိုရင်ချက်လိုက်တာပဲစာချက်ပြီးပြီးဆော့ရမယ်ပြီးတော့စာမြင်မြင်ရတယ်သူတို့ကလူကြီးကြတော့အသက်20ကျော်ပြီဆိုတော့15 16ဆိုရင်အတွေးတရများလားစာချက်လည်းမရဘူး ချောက်တွေးတာအတွေးတွေကြီးလေပြများတယ်အဲ့ဒါညလူကြီးကြတော့ဟိုလူငယ်တော့ကတော့အတွေးမရှိဘူးကြက်ဆိုရင်လည်းကြက်တယ်သူကဟို think critical thinking မရှိဘူးသဘောတရားမပါတော့တက်ရွယ်ကြီးလာတဲ့အခါကျတော့ကြက်တယ်အတွေးများတယ်ဒါပေမဲ့အတွေးတွေမှာသဘောတရားလေးတွေကမှတ်မှတ်ပြီးတော့ကြက်တတ်တဲ့သဘောရှိတော့ကြီးတဲ့လူရဲ့ကြက်နီးကြတော့သူကဆွဲတယ်ငယ်တဲ့လူကြတော့လည်း bias ကြက်တဲ့စနစ်နဲ့ပဲသူ့မှာဘာအတွေးမှမပေါ်မရှိဘူး critical thinking မရှိဘူးစူးစမ်းစဉ်းကျင်တဲ့အတွေး ဘာကြောင့်ငငယ်တုန်းကအတွေးနေတယ်ကြီးတဲ့ခါအတွေးတွေများတက်ကြီးလေအတွေးတွေများတယ်တက်ကြီးလေအတွေးတွေများတယ်ဖခင်ကတော့အတွေးများတဲ့ပုဂ္ဂိုလ်တဲ့အတွေးတားများတဲ့ပုဂ္ဂိုလ်ဟာဝင်လေထွက်လေမြန်မြန်ပတ်ရတယ်အာနာပါနဘာဝနာအာနာပါနကမ္မထံမြန်မြန်မှတ်အတွေးသိများတဲ့ပုဂ္ဂိုလ်ဟာခဏခဏဖခင်အထုတ်လေအတွေးတွေပေါ်တာပဲကိုယ်ကလေးလို့လေအတွေးတွေပေါ်တာတွေးတွေတားများတဲ့ပုဂ္ဂိုလ်ဟာတဲ့ဆိုတော့ဖခင်ကတော့ဝင်လေထွက်လေကို စူးဆိုင်ပြီးတော့အဓိကထားပြီးကျူစာအားထုတ်ရတယ်။ဝင်လေထွက်လေခါကြအာနာပါနကမ္မထံခေါ်ဝင်လေထွက်လေဝင်လေထွက်လေကိုအရှိတိုင်းသိပေးရ။တခါကလူတွေကတရားအားထုတ်တာသိခက်တာပဲလို့ထင်တယ်။အမှန်တော့တရားအားထုတ်နေရလွယ်တယ်။ဒီချင်းဖို့တာခက်တာ။ဘုရင်တို့အချိန်မရဘူး။တရားအားထုတ်အချိန်မရဘူး။ဒီလိုတော့ဘုရားအလုပ်တွေရှုပ်တဲ့တရားရေးသားလည်းမသွားနိုင်မမှတ်နိုင်ဘူး။အဲ့လိုပုံကူမရဘူး။ဘုရင်ကဘယ်လိုပြောအဲရေးသားသွားနေနဲ့ ကျန်တဲ့အချိန်မအားလို့မမှန်းနိုင်ဘူးဆိုလေအိတ်ခံနေအဲ့ရတဲ့ရောက်တဲ့အခါမှာကိုယ့်ရဲ့နှာသီးပြားထည့်ကလေးကိုစိတ်ကလေးကပို့ပြီးတော့အသက်ကလေးကိုအရှိအတိုင်းလေးလိုက်ပြီးတော့တိပြီးတော့ရှူပေးပါအသက်ကိုလုံးမရှူရအသက်ကိုရှူနေကြအတိုင်းလေးပဲအရှိအတိုင်းတိပေးရမှာအဲ့ဒါပဲအရှိအတိုင်းတူရှူနေတဲ့အတိုင်းဖြည်းဖြည်းလေးတိုးဝင်သွားအဲ့နှာသီးပေါက်လေးတိုးဝင်သွားတဲ့သဘောလေးအဲ့ဒီနှာသီးထည့်ကလေးကပဲဘိုက်အထိလိုက်မသွားတော့ပဲနှာသီးပြားထည့်ကလေးကပဲတတိလေးကပ်ပြီးတော့စောင့်ပြီးတော့ကြည့် ဝင်လေဝင်လေလေးဆုံးသွားထွက်လေလေးပြန်ဆာထွက်လေအဲ့ဒါအစအဆုံးဝင်လေထွက်လေတွေဟုတ်လားတတိမလွတ်ပဲတပတ်ရသွားပြီမြက်ကင်ရှိပါတကားလည်းဆိုက်အတွေးတွေပြတ်သွားတယ်ညအဲ့ဒီဝင်လေထွက်လေတွေကိုမှတ်တက်တဲ့အချိန်လေးလုတ်ပြီးဂျန်တဲ့အချိန်မှမှတ်နိုင်အိရတဲ့ရောက်ရင်အလိုလိုငါတိပြထိတ်ကလေးစိတ်ကလေးထားပြီးအသက်ကလေးကိုတိပြီးရှုတတ်တဲ့အချိန်လေးလေ့ကျင့်လုပ်ပေးပါအိခါနေကိုတွေးတီတွေတွေးပြီးအိတ်ထားတဲ့ဆိုင်အာနာပါနာလေးမှတ်ပြီးတော့အိပ်ပျော်သွားတာက ျော်ကောင်းမယ်အကယ်၍အိပ်ပျော်နေတခုဖြစ်ပြီးသေသွားရင်အတွေးနဲ့အိပ်ပျော်ပြီးတော့သေသွားရလို့ကအဲ့အိပ်ပျော်ကန်းကြီးမှာဖြစ်တဲ့အတွေးကအရင်အကျိုးပေးတာနေ့နေ့ချာချာအိပ်ပျော်နေတဲ့စိတ်မှာဘဝင်စိတ်ပဲရှိကုသိုလ်လည်းမဖြစ်ပါကုသိုလ်လည်းမဖြစ်ကုသိုလ်အကုသိုလ်မရှိအကျိုးမပေးဘူး။ဘယ်စိတ်ကအရင်ကြိုးပေးတာ။အိပ်ပျော်ကနေမှဖြစ်တဲ့အစိတ်ကအရင်ကြိုးပေးတာ။အိပ်ပျော်ကနေမှတခုခုဆွဲပြီးတွေးပြီးတော့အိပ်ပျော်သွားရင်အိပ်ပျော်ရင်တည်သွားရင်အဲ့အဆွဲနဲ့အရင်ကြိုးပေးတာ။ကြောင့်တေကန်နေမှဂျန်နဲ့ အစွဲတွေမဝင်အောင်အတွေးတွေတွေးမနေတော့ကိုယ့်ရဲ့နာတိပြားကိုဝင်လင်ထွက်လေလို့ရှုပြီးမှတ်တတ်တဲ့အခြင်းလေးနဲ့အိပ်ပျော်ကြိုးစားပါအိပ်ပျော်နေတခုဖြစ်သွားလဲပဲအဲ့ဒီအမှတ်လေးတတိလေးနဲ့အိပ်ပျော်တဲ့အတွေ့အကြုံကောင်းတဲ့ပေါ်အကျိုးပေးတာကြောင့်မလို့ဝိပဿနာတရားအာထုတ်တယ်အာနာပါနကျင့်စဉ်ဆိုတာအခက်ကြီးမဟုတ်ဘူးရေးတာသွားမှတရားအာထုတ်တာမဟုတ်ဘူးကိုယ်အိမ်မှာနေစဉ်နေစဉ်လည်းပဲတရားအာထုတ်လို့ရဖခင်ကဣရိယာပုတ်တိုင်းကိုအာထုတ်ခွင့်ရှိတယ်လို့ပြောထားတယ် ယူဆဆိုဘာပဲလုပ်လို့အိန္ဒဝင်နာဆိုအဲ့ဒီအတိလင်းတဲ့ဝင်တရားပဲစိတ်ပါလက်ပါအားထုတ်ဖို့ပဲအရေးကြီးဒါကြောင့်မို့ရိတာသွားမှတရားအားထုတ်တာစိတ်ပါအိယာရိတာစိတ်ပါလက်ပါရှိနေအိကိုအိယာကိုရိတာစိတ်ပါရင်အိယာရိတာထို့အတူပဲစိတ်မပါရင်ရိတာလည်းအိယာချိုရိတာသွားပြီးအိအိပြန်လာရှိစိတ်မပါရင်ရိတာလည်းအိယာ စိတ်ပါရင်အိယာရိတ်တာလေဆိုကိုအိယာကကိုရိတ်တာနော်အိယာတဲ့ရောက်ရင်တခြားဟာတွေးမနေအတွေးရလူကိုဒုက္ခပေးတယ်ဝင်နေထွက်လေလေတတိလေးကပ်ပြီးတော့အိတ်တက်တဲ့အခြင်းတွေလုတ်ပေးရင်ကိုစိတ်နဲ့အကိုအတွေးကတထက်တဲကြပြီးတဲ့အခါကျတော့အတွေးတွေမမာတော့အတွေးမမာရင်အဝေးမသွားတော့အဝေးမသွားရင်ကိုစိတ်ကလေးကိုထိန်းချုပ်နိုင်ပြီစတတိတရားလေးနဲ့အိတ်ကြောင့်ဘဝမှာတတ္တဝါတွေအတွက်အရေးကြီးဆုံးညာကမလိုအပ်တဲ့အတွေ့အကြုံတွေပေါင်းနေမှထားရအောင် ိုယ်အတွေ့အကြုံကိုဘုံဟောပြတတ်တဲ့အတွေ့အကြုံအတွေ့တွေနဲ့ဘဝကိုမကောင်းတဲ့ပုံတွေမခေါ်မိကြပါစေနဲ့ကိုယ်အတွေ့နဲ့ကိုယ်ကတော့ကောင်းတဲ့ပုံတွေတွေပေါ်ပြီးတော့ကောင်းတဲ့အတွေ့ကကောင်းတဲ့အမြင်ကိုဖြစ်စေကောင်းတဲ့အမြင်ကနေကောင်းတဲ့အကြံတွေဖြစ်စေကောင်းတဲ့အကြံကနေကောင်းတဲ့အလုပ်တွေဖြစ်စေကောင်းတဲ့အလုပ်ကနေကောင်းတဲ့အသံမွေးမှုတွေဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတမ္မာသင်္ကပ္ပနဲ့တမ္မာဒိဋ္ဌိတွေ့တာ တမ္မာဒိဋ္ဌိဆိုတာအမြင်မှန်တာတမ္မာသင်္ကပ္ပအတွေးမှန်တာအဲ့ဒီကခုကသူနဲ့အတူတူပဲဆက်ဆက်အမြင်မှန်မှလည်းအတွေးမှန်အတွေးမှန်မှလည်းအမြင်မှန်အရေးကြီးတဲ့အတွက်ရမြတ်စွာဘုရားကအတွေးကိုမှန်အောင်ကြိုးစားပါအတွေးမှန်အောင်ဆိုရင်အတွေးကိုသိရကိုယ်တွေးနေတဲ့အတွေးကိုမသိရင်အတွေးကရှောက်တွေးရဖြစ်တဲ့အတွက်ကြောင့်စိတ်ထဲမှာအတွေးတွေပေါ်ရင်အဲ့အတွေးကိုသိလိုက်ပါအတွေးသိရင်အတွေးကမရှိတော့ဘူးအတွေးမရှိရင်တတိလေးကတ်နေတော့လုပ်ငန်းမှန်တယ်များလဲ ူကတဲ့တဲ့မှတ်မှတ်လုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဘုဒ္ဓနာမှာရှိနေတဲ့မလုံအပ်တဲ့အတွေ့တွေကိုမြန်မြန်ထုတ်ပြလိုက်ပြီးတော့ကောင်းတဲ့အတွေ့တွေနဲ့ဘဝကိုတည်ဆောက် your thoughts is your life ကိုအတွေ့ရကိုဘဝပဲဖြစ်တဲ့အတွက်ကြောင့်ဘဝကိုကောင်းတဲ့အတွေ့တွေနဲ့ကုသိုလ်ရမယ်အတွေ့တွေနဲ့ပုံပေါ်ပြီးတော့မကောင်းတဲ့အတွေ့အကုသိုလ်ဖြစ်စေမယ်အတွေ့တွေကိုမြန်မြန်ထုတ်ပြီးတော့ကိုဘဝကိုကောင်းတဲ့အတွေ့တွေနဲ့ကောင်းတဲ့အမြင်တွေရှိပြီးတော့ကောင်းတဲ့ အလုတ်လေးတွေကောင်းတဲ့အတွေးတွေကောင်းတဲ့အကြံလေးတွေနဲ့ဘဝကိုကောင်းကောင်းမွန်မွန်ပုံပေါ်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်